က်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒေတာနန်ဒိမန်ချန်နယ်ကနေအားလုံးကိုပြန်လည်ជួសလိုက်ပါတယ်ဒီနေ့မှာတော့ online ဆန်နဲ့ထိုးသိမ်းရမယ့်ပွဲပေါ်ပွဲကျစကားသံအချို့ကိုပြောဆိုလာတဲ့ Sweden Fighter Sebastian Kardestin ရဲ့အကြောင်းကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒါမဲ့အော်တိုဘားလ၄ရက်နေ့မှာဆိုရင်ကျွန်တော်တို့တွေနဲ့မြန်မာကုန်ဆောင် Fighter ကြီး online ဆန်ရဲ့ပွဲကိုကြည့်ရတော့မှာပါ online ဆန်က Sweden Fighter Sebastian Kardestin နဲ့ရင်ဆိုင်ထိုးသက်သွားရမှာပါ Sweden fighter Sebastian Kardestian လည်း one championship welterweight တဲမှာ champion တရဖူကြီးကိုရယူထားခဲ့မှုတွေ champion ဟောင်းတယောက်ဖြစ်ပါတယ်။ကချင်သားကြီးကလည်း one championship weight တဲ့ကု champion ဟောင်းဖြစ်ပါတယ်။ champion ဟောင်းတယောက်ထိတ်ထိတ်တွေ့ပွဲလို့ဆိုလို့ရပါမယ်။ဒီပွဲက online ဆန်တွေ professional fighter ပေါ့နောက်ဆုံးအနိုင်ယူနှုတ်ဆက်မဲ့ပွဲဖြစ်ပါတယ်။ဒီပွဲပြင်ကချင်သားကြီးက MMA fighter ဘောကိုလုံးဝပြန်လည်ဝင်ရောက်တော့မှာမဟုတ်ပါဘူး။ဒါကြောင့်ဒီပွဲကသူ့ရဲ့ fighter ဘောနောက်ဆုံးပွဲလို့ပြောလို့ရပါတယ်။ ဒါကြောင့်မလို့လက်ရှိချိန်မှာ one time man shit ကတာဝန်ရှိသူတွေ social media ပေါ်က content creator တွေအဆရှိတဲ့သူတွေအားလုံးက online ဆန်ရနောက်ဆုံးဘက်ကိုတည်တည်ယူနေရေးသားဖော်ပြနေကြပါလိမ့်။ online ဆန်ကိုရင်ကလေဒီဘက်မှာသူ့အနေနဲ့အကောင်းဆုံးပုံစံနဲ့နိုင်မွေးရယူခြင်းလေလို့ပြောဆိုထားပါတယ်။ တပတ်ပြိုင်မဲ့ fighter ဖြစ်တဲ့ Sebastian Gardistan ကလည်းတကယ်ကို knockout power ရှိတဲ့ striker ကျန်တယောက်ဖြစ်တဲ့ကြောင့်မို့ online ဆန်နေနဲ့လုံးဝ short track ထားလို့မရပါဘူး။အချိန်မီ online ဆန်ကိုလည်းအလဲထိုးသွားနိုင်ရည်ရှိပါတယ်။ဒါပေမဲ့ Sebastian Gardistan ကအခုမှ weight တန်းတထူမှဖြစ်တဲ့ကြောင့်မို့ online ဆန်ရဲ့ middleweight တန်း power ကိုခံနိုင်ရှိပါမလားဆိုလို့လည်းစောင့်ကြည့်ရမှာပါ။ဒါပြင်အတွေ့အကြုံပိုင်းမှာကလည်းကထင်းသားကြီးကအများကြီးပိုတာနေပါတယ်။ဒါကြောင့်မလို့ဒီပွဲမှာဘယ်ဖိုက်တာကစားသွားမလဲဆိုတော့တကယ်ကိုရင်ခုန်စရာကောင်းလို့ပါတယ်ခင်ဗျာ။အခါဒီနေ့မှာတော့ အွန်လိုင်းဆန်းကိုအကောင်းဆုံးပုံစံနဲ့အနိုင်ပြခြင်းတဲ့အကြောင်းအွန်လိုင်းဆန်းနောက်ဆုံးပွဲမှာပါဝင်အပ်ဖြစ်ပေးရတဲ့ခုံညူးမိတဲ့အကြောင်းအဆရှိတဲ့အကြောင်းအောင်ကိုပြောဆိုသွားတဲ့ Sebastian Cardistan ရဲ့ပွဲကျော်စကားတန်ကိုပြည်သက်တွေသိအောင်ဝင်မြပေးခြင်းလာဖြစ်ပါတယ်ခင်ဗျာ Sebastian Cardistan ကတော့သူ့အနေနဲ့ဒီပွဲမှာအလဲထိုးပါဝါကို ထုတ်သုံးမဲ့အကြောင်းအခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်ဒီပွဲမှာကျွန်တော်ရဲ့အလဲထိုးပါဝါကိုထုတ်ပြခြင်းပါတယ်။အဲ့ဒါကပိုကောင်းမယ်ထင်ပါတယ်။ဒီအခင်းကြီးနေချပြနိုင်မှုစောင့်နေရတာကြာပါပြီ အခုတော့ကျွန်တော်ရဲ့ကောင်းမွန်နည်းနဲ့ striking skill ကိုဒီပွဲမှာချပြဖို့အစဉ်အသင်းဖြစ်နေပါပြီ။တိတာရာကတော့ online ဆန်းကိုအလဲထုတ်ဖို့ရည်ရွယ်ထားပါတယ်။ဒါမဲ့ဘာတွေဖြစ်လာမလဲဆိုတာစောင့်ကြည့်ကြတာပေါ့။ကျွန်တော်ရည်မှန်းချက်ကတော့လဲထုတ်နိုင်ဖို့ပါပဲဆိုပြီး Sebastian Cardistan ကပြောဆိုသွားခဲ့ပါတယ်။ Cardistan ရဲ့ပြောပုံကဆိုရင်တော့ Cardistan ကဒီပွဲမှာလဲ online ဆန်းကိုအလဲထုတ်ဖို့ပဲဦးတည်လာမှာဖြစ်ပါတယ်။ ဘက်ကပြန်စဉ်းစားကြည့်ရင် online ဆိုင်အလေးထုပါဝါကလည်းနိုင်နေတာမျိုးမဟုတ်ပါဘူးအရင်လောက်မတော်လက်တော့ပေမဲ့လက်ရှိချိန်ဒီ online ဆိုင်မာကုံနဲ့ပါဝါတွေကအများကြီးကျန်လို့နေပါသေးတယ်ဒါကြောင့်မလို့ online ဆိုင်ကိုတစ်ချိန်လုံးရှင်ထုတ်မယ်ဆိုတော့ cardistan တော့အရင်ကြီးလွယ်မှာမျိုးတော့မဟုတ်နေပါဘူးဘလို့ခင်းချင်းနေဖြစ်လာမလဲဆိုတော့ October 4ရက်နေ့မနက်ပိုင်းမှာစောင့်ကြည့်ကြရအောင်ပါခင်ဗျာ cardistan နဲ့ online ဆိုင်ကတကယ်ကိုရင်းနှီးတဲ့ဆက်ဆံရေးတွေရှိတဲ့တငယ်ချင်းမိတ်ဆွေတွေ ဖြစ်ပါတယ် ကာဒီစတန်ကလည်းဒီအကြောင်းနဲ့ပတ်သက်ပြီးအခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်ခင်ဗျာကျွန်တော်တို့ကတကယ်ကိုရင်းနှီးကြတဲ့တငယ်ချင်းတွေပါပဲဒါပြင်ကျွန်တော်ကသူ့ရဲ့ fan အကြီးစားပါသူကတကယ်ကိုကောင်းလွန်းတဲ့ fighter ပါသူကလုံးဆရာရှိတဲ့အရာတွေနဲ့သူ့ရဲ့သမိုင်းမှတ်တမ်းတွေကိုအများကြီးရေးပြီးတက်သိထူပြထားပြီးပါပြီ။သူကကျွန်တော်ပြန်မဲ့ဟုတ်ပြီဖြစ်စေမဟုတ်ပြီဖြစ်စေကျွန်တော်က online ဆန်ကိုလေးစားပေးတာပါ။ online ဆန်ရဲ့အောင်မြင်မှုတွေကမနေမနှောပါပဲ။သူကမြန်မာနိုင်ငံရဲ့လည်း icon fighter တစ်ယောက်ပါပဲ။ ဒါကြောင့်သူနဲ့ထိုးရမှာကျွန်တော်အရင်ကိုစိတ်လုံရှားနေပါတယ်။ဒါပြင်တင်ကြတာကကျွန်တော်နဲ့ထိုးရတာသူလဲပြော်မှာပါ။ဖိုင်တာနှစ်ယောက်တငယ်ချင်းနှစ်ယောက်အနိုင်ရတဲ့သူကတော့တရားပွဲပေါ့။တင်ကြတာကတော့ဒီပွဲကပြိသက်တွေကြီးရတာတန်းနဲ့ပွဲချမ်းတွေဖြစ်လာဖို့အာမခံတန်းရဲ့ပါတယ်ဆိုပြီးဆဘက်စတန်ကဒစ်စတန်ကထပ်မံပြောဆိုသွားခဲ့တာဖြစ်ပါတယ်မြောင်။ဒါပြင်ဆဘက်စတန်ကဒစ်စတန်ကအွန်လိုင်းအဆင့်ကိုလုံးဝ short ပတ်လို့မရတဲ့အကြောင်းကိုလည်းအခုလိုမျိုးထပ်မံပြောဆိုလာခဲ့ပြန်ပါတယ်။ သူကလည်းဒီပွဲမှာသေချာပြင်ဆင်လာမှာပါ။သူ့ရဲ့နောက်ဆုံးပွဲမှာသူလည်းရှုံးနေမှာမဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော်လေးသေချာပြင်ဆင်ထားပါတယ်။သူ့မှာကကြောက်စရာကောင်းတဲ့လက်သီးတွေရှိတယ်လေ။အတွေ့အကြုံတွေလည်းရှိပါတယ်။ဒါကြောင့် online ဆန်ကအရင်ကအနေများတော့ပါတယ်။ဘာပဲဖြစ်ဖြစ်ပါကျွန်တော်တို့နှစ်ယောက်လုံးကအကောင်းဆုံးဖြော်ပြသွားမှာပါဆိုပြီး Sebastian Cardistan ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ Sebastian Cardistan Green Blan ကတော့လက်ရှိပြောပုံတွေရဆိုရင် online ဆန်ကိုတစ်ချိန်လုံးရှင်ထိုးဖို့ပဲပြင်ဆင်လာပုံရပါတယ်။ ်ဆေဘက်စတန်ကာဒစ်စတန်ကလည်းတကယ်ကိုကောင်းမွန်တဲ့ striker တစ်ယောက်ဖြစ်ပါတယ်။ online စတဲ့ Sebastian Cardistello က fighting style အပြင်တော်တော်လေးကိုဆင်တူတဲ့ fighter လေးလို့ကျွန်တော်တို့ကသတ်မှတ်လို့ရပါတယ်။ဒါကြောင့်မို့ပွဲထဲမှာတော့အကျိတ်နဲ့တကယ်ကိုကြီးရတာကောင်းပါပါ။ fighter ညာလုံးအပြန်လန်လက်တီထိုးချက်တွေနဲ့ပထမအခြေတော်ကြော်ပါမလားဆိုတော့စိတ်ဝင်စားဖို့ကောင်းပါတယ်ခင်ဗျာ။ဒါကြောင့် online ဆိုင်ရဲ့ပွဲကိုစောင့်ကြည့်ကြမယ်မြန်မာပြည်သက်တွေနေနဲ့တော့ online ရဲ့ပွဲကိုမျက်လောင်လေးတော့မခပ်ဘဲနဲ့စောင့်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ အွန်လိုင်းအဆင့်ကလည်းဒီဘက်မှာအကောင်းဆုံးသေချာလေ့ကျင့်ပြင်ဆင်နေတာတွေ့ရပါတယ်။ဝေးချတဲ့အပိုင်းလေးနဲ့ hydration test တွေအစီအပြေဖို့အတွက် nutritionist တယောက်နဲ့လည်းသေချာလေ့ကျင့်ပြင်ဆင်နေတာတွေ့ရပါတယ်။အွန်လိုင်းအဆင့်ကလည်းဒီဘက်တဲ့သေချာလေ့ကျင့်ပြင်ဆင်ထားတာဖြစ်တဲ့ကြောင့်အကောင်းဆုံးရလဒ်တစ်ခုယူနိုင်မယ်လို့ကျွန်တော်တို့ကယုံကြည်မိပါတယ်ခင်ဗျာ။ဘလို့ခင်းရင်နေဖြစ်လာပါစေအွန်လိုင်းအဆင့်ကိုကျွန်တော်တို့ကအပြည့်အဝအပေးဝန်းရံချမှာပါဒီဘွဲကအချင်းသားကြီးရဲ့ဖိုင်တာဘွဲနောက်ဆုံးဘွဲဖြစ်တဲ့အကြောင်းကိုပို့ရအောင်အပေးရမှာပါ အွန်လိုင်းအဆင့်ကမြန်မာနိုင်ငံပေါ်မှာတဲ့တကယ်ကိုတာဝန်ကြီးတဲ့ဖိုင်တာကြီးတယောက်ပါသူလုပ်ပြခဲ့တဲ့အရာတွေကလည်းမနေမလို့ပါပဲသူရေးထိုးခဲ့တဲ့သမိုင်းမှတ်တမ်းတွေကိုကြည့်ရင်လည်းတကယ်ကိုစက်သိမ်းထားစရာကောင်းအောင်အောင်မြင်တော့ပါခဲ့တာပါဝမ်ချန်ပီယံရှစ်တဝရသော International Fighter of the Year ဆုကိုရရှိခဲ့တဲ့ Fighter ဖြစ်ပါတယ်မြန်မာပြည်ရဲ့လေဘဲအာခဇာနီကမဆိုပထမဦးဆုံးပေါ်ထွက်လာတဲ့ကမ္ဘာချန်ပီယံတယောက်ဖြစ်ပါတယ် ဒီຢာတွေကိုပဲကြည့်ရင် online ဆန်ကဘလောက်ထိသူ့ရဲ့ legacy ကိုရေးထိုးနိုင်ငယ်လဲဆိုတာကျွန်တော်တို့ကမြင်သားနေပါတယ်ခင်ဗျာရှုံးနာနိုင်တာကိုဦးစားမပေးဘဲနဲ့ဘာပဲဖြစ်ဖြစ် online ဆန်ရဲ့နောက်ဆုံးပွဲကိုကျွန်တော်တို့အနေနဲ့ဝင်အားပေးလိုက်ကြရအောင်ပါခင်ဗျာ online ဆန်ရဲ့ပွဲအားအော်တိုဘာလ၄ရက်နေ့စနေနေ့မနက်ပိုင်းမှာကျင်းပမယ်1 final 36ပြိုင်ပွဲမှာကျွန်တော်တို့ကကြီးစုခံစားခွင့်ရကြမှာဖြစ်ပါတယ် အွန်လိုင်းဆိုင်ရဲ့ပွဲကတော့မြန်မာဆန်တွေကမနက်9:00နာရီခွဲ10:00နာရီဝန်းကျင်မှာကြည့်ရဖို့ရှိပါတယ်ခင်ဗျာအွန်လိုင်းဆိုင်ရဲ့ပွဲကိုကျွန်တော်တို့ပြည်သက်တွေအားလုံးတူတူအားပေးလိုက်ကြရအောင်ပါခင်ဗျာအချင်းသားကြီးနဲ့အကောင်းဆုံးပုံစံနဲ့အလဲထိုးနိုင်မရရှိပြီးဖိုင်နာဘောကနေပြပရွှင်ရင်းနဲ့ပြည်သက်တွေကိုနှုတ်ဆက်နိုင်ပါစေလို့ဆန္ဒပြုပါတယ်ခင်ဗျာပြည်သက်တွေနေနဲ့ရောအွန်လိုင်းဆိုင်နဲ့ဆဘစီယန်ကာဒီစီယန်တို့ရဲ့ပွဲနဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်ရောစားမိပါသလဲမိမိတို့ရဲ့ထင်မြင်စားချက်တွေကိုလည်းကွန်မန့်မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာ ဒီကနေ့အတွက်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲလာမယ့်နေ့မှာလည်း MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲတာရပြရှင်မဲ့ကောင်းတဲ့ဒီလေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ